generation capacity ကိုကာပါဖြစ်အောင်ဒါအချိန်မီထုတ်လုပ်ပေးရမှာတော့ပါပေါ့နော်ဆိုတော့ဗတ်ကြိုတင် plan လုပ်ထားရမယ်အစီအစဉ်လေးတွေဒီအစိုးရနဲ့ utility မှာဒါဟို လုပ်ပေးရမယ် နေထားလေးတွေရှိပါတယ်။ဒါမှပဲသူလိုအပ်လာတဲ့ demand 15%ကို meet ဖြစ်မှာ။ electronic meter တွေနဲ့ပတ်သက်လာရင်မြန်မာနိုင်ငံက engineer တွေပို့ပြီးပြည့်ပြည့်စုံစုံသိရှိနိုင်ဖို့နဲ့နည်းပညာဆိုင်ရာအားနည်းမှုတွေကိုနောက်မှဖွံ့ဖြိုးတိုးတက်လာတဲ့ electronic နည်းပညာတွေနဲ့ဖြည့်ဆည်းဖို့ engineer အသင်းကပြင်ဆင်နေပါပြီ။တမ်းပြီးဖွံ့ဖြိုးလာတာနဲ့လူရည်တိုးတက်မှုနဲ့အတူနည်းပညာခေနောက်ကျနေလို့ဖြစ်တဲ့တဲ့စစ်ဒါဆုံးရှုံးမှုတွေနဲ့ ကြညာဘုတ်တွေကြောင့်ခရက်စစ်လိုအပ်မှုများပြားလာမှုကို ဖြည့်ဆည်းဖို့ခရက်စစ်ဓာတ်ဖြန့်ဖြူးရေးဌာနအတွက်စင်ခုံးမှုတွေရှိနေပါတယ်အလက်ထရောနစ်မီတာနဲ့ပတ်သက်လို့ကျွန်တော်တို့ဒီနိုင်ငံမှာရွေးချယ်မှုဆိုင်ရာကျွန်တော်တို့ private ကောဟိုအစိုးရပိုင်းဆိုင်ရာရောမီတာတွေရွေးချယ်ဖို့ဆိုင်ရာတွေကနည်းနည်းနည်းပညာပိုင်းဆိုင်ရာနည်းနည်းအားနည်းမှုတွေရှိတာပေါ့အဲ့ဒါလေးတွေကိုကျွန်တော်တို့ကဒီ international standard ဖြစ်တဲ့ IEC standard နဲ့မီတာတွေဘယ်လိုရွေးရမလဲ ်မီတာမျိုးစားတွေဘယ်လိုရှိတယ်။နောက်မှဖွံ့ဖြိုးတိုးတက်လာတဲ့ electronic နည်းပညာတွေနဲ့ဘယ်လိုမီတာမျိုးတွေကိုအသုံးပြရမယ်ဆိုတော့သိစေချင်တဲ့အတွက်ဒီရချက်နဲ့ကျွန်တော်တို့တင်ပြခြင်းဖြစ်ပါတယ်။လျှက်စစ်ထုတ်လို့ဖြန့်ပြူးရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရနှစ်စဉ်တားလိုအပ်ချက်5000ရာခိုင်နှုန်းရှိနေပြီးတနိုင်ငံလုံးကို3600မဂါဝက်နဲ့ဓာတ်ဖြန့်ပြူးနေတာပါ။ရန်ကုန်တမြို့ရဲကိုတော့မဂါဝက်တစ်ထောင်ကျော်နဲ့ဖြန့်ပြူးပေးနေပေမဲ့တစ်နှစ်ထက်တစ်နှစ်လျှက်စစ်တားလိုအပ်ချက်တွေကိုတော့လျှက်စစ်ဝန်ကြီးဌာနအနေနဲ့ 50ရာခိုင်နှုန်းပြည့်မီအောင်ပြင်ဆင်နေဖို့ရှိနေပါတယ်။ကျွန်တော်တို့ကနိုင်ငံကမီးလိုအပ်ချက်တွေရှိပါတယ်။သူဌာနကနေတရားဝင်ခံမှန်းချက်ကတော့တစ်နှစ်ကို55ရာခိုင်နှုန်းနှစ်ဆင့်တိုးလာတယ်။တိုးလာတဲ့အမီကျွန်တော်တို့ generation capacity ကိုလည်းတိုးမြှင့်ရမယ်။ကျွန်တော်စီမှာအခုမဂါဝါ3600မဂါဝါတနိုင်ငံလုံးကိုဒါအထုတ်လုပ်နေတယ်။ရန်ကုန်တမြို့ထမ်းပါပဲမဂါဝါ1000ကျော်ထုတ်လုပ်ဟောထုတ်ပြီးတော့ပေးနေတယ်။ဒါပေမဲ့ တစ်နှစ်တစ်နှစ်လိုလာတဲ့ demand ကိုကျွန်တော်တို့ meet မဖြစ်ဘူးပေါ့နော် generation capacity ကို cover ဖြစ်အောင်ဒါအချိန်မီထုတ်လုပ်ပေးရမှာတော့ပါပေါ့နော်ဒီကျွန်တော်ဘက်ကြိုတင် plan လုပ်ထားရမယ် season လေးတွေဒီအစိုးရနဲ့ utility မှာဒါဟိုလုပ်ပေးရမယ်နေထားလေးတွေရှိပါတယ်ဒါမှပဲဟိုလိုအပ်လာတဲ့ demand 15%ကို meet ဖြစ်မှာဒီ seminar ကိုတော့ Alpha Power Engineering Company Limited က season ဖြစ်ပြီး ဆွေဒင်နိုင်ငံအခြေဆိုင်ကျွမ်းကျင်ပညာရှင်တွေနဲ့လည်းဆွေးနွေးခဲ့ကြသလိုစိတ်ဝင်စားတဲ့တရက်စစ်အင်ဂျင်နီယာတွေနဲ့တာဝန်ရှိသူတွေတက်ရောက်ခဲ့ပါတယ်။